အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football and live အစီအစဉ်ကနေပြီးတော့ပြန်လဲပြီးတော့ကြိုလိုက်ပါတယ်ကောင်းမွန်သောနေ့လေးတည်းဖြစ်ပါစို့ဒီနေ့ကနေပြီးတော့စုံမကောင်းတောင်းပေးလိုက်ပါတယ်ဘောနော်အဲ့ဒါကျွန်တော်ဒီနေ့မှာဒါကျွန်တော်လက်ရှိမှာတော်တော်လေးကိုစိတ်ဝင်စားစရာကောင်းတဲ့သတင်းတစ်ပုဒ်ကျွန်တော်နေတင်ဆက်ပေးခြင်း ਨੇ အဲ့တော့ဒါကျွန်တော်ဒါအခုနောက်ပိုင်းသိကြတယ်မယ် spa သတင်းနဲ့ပတ်သက်ပြီးကျွန်တော်ဒီနေ့တစ်ပုဒ်တင်မယ်ဆိုပြီးခုလက်ရှိမှာဒါဒီနေ့ညနေခင်းမှာတော့ spa သတင်းနေကျွန်တော်ဒါပြောခြင်းနေဘောနော် တော်တန်ဟန်ဟော့စပရက်တင်းနေနဲ့ဒါကျွန်တော်ဒီနေ့မှာတော့ဒါကျွန်တော်သတင်းတစ်ခုနဲ့တက်လာတွေ့ရမယ်တော်တော်များကျွန်တော်လာမေးကြပါဘောနော်လက်ရှိမှာဒါ Sandy JFN ကနေပြီးတော့တော်တန်ဟော့စပရက်တင်းက Thomas Frank ကိုဒါကျွန်တော်တို့တရားဝင်ပြီးပြနေနဲ့ခါဖို့ဆွေးနွေးခဲ့တယ်ဆိုတဲ့သတင်းကဘလောက်တိမှန်ကန်လဲဆိုတဲ့ပုံစံမျိုးကိုကျွန်တော်လာမေးခဲ့တယ် ီတရင်ကအမှန်တမ်းပြောမှဆိုရင်ဒါကျွန်တော်တို့ယူရိုပါလိပွဲပြီးပွား final မတိုင်ခင်တပတ်လောက်လူကလေးကထွက်ခဲ့တဲ့သတင်းဖြစ်ပြီးအခုလက်ရှိမှာ Sandy GFM နဲ့သူက renew ပုံစံမျိုးနဲ့ပြန်တင်ထားခဲ့တာဖြစ်တယ်။ဒါပေမဲ့လက်ရှိမှာ Tottenham Hotspur တင်းနဲ့နောက်ဆုံးရသတင်းတွေအရဆိုရင်တော့ Spurs တင်းကလက်ရှိနီးပြနေပဲဆက်သွားဖို့အတွက်ရာခိုင်နှုန်းများတယ်။လက်ရှိမှာဒါဒနီယယ်လဗိုင်းနဲ့ဒီနီးပြကိုပဲဒါအလုံးစုံဒါကျွန်တော်လာမယ့်ညရာဒီမှာ PF4 အတွက်ပြင်ဆင်နေခဲ့ပြီးတော့နီးပြ NG Poster Glue နဲ့သူ့အနေနဲ့နောက်တစ်နှစ်နှစ်လောက်ဒီအသင်းကိုဆက်ကင်ဖို့အတွက်ပြင်ဆင်လာခဲ့လို့ကြားသိရတယ်မှာပါ။အဲ့တော့ လက်ရှိမှာနီးပြအနေနဲ့အခုလက်ရှိသူ့အနေနဲ့သူတခုပဲတောင်းဆိုတာကသူ့အနေနဲ့လာမယ့်နေရာဒီမှာသူ့ရဲ့လက်ရှိလူစည်းရင်းကိုဒီထက်ပိုကောင်းမြင့်တင်ပေးဖို့အတွက်ပဲသူတောင်းဆိုနေတဲ့သဘောမှာရှိတယ်။ဒါကလက်ရှိနီးပြလိုချင်လို့ဆို။လဗိုင်းအနေနဲ့လာမယ့်နေရာဒီမှာပတ်စံဘလောက်သုံးမယ်ဆိုတဲ့သတင်းကိုကျွန်တော်အနေနဲ့အခုချိန်ထိမကြရသေးဘူး။ဘာလို့ဆိုအခုချိန်ထိဒါ Tottenham Hotspur တင်နေဒါ Europa League Super League ရပြီး Champions League ဝင်ဝင်ရတာကိုအသေးလေးဒါအောင်မွေးခံနေကြောင်းဒီကိစ္စနဲ့ပတ်သက်ပြီးမထွက်သေးဘူး။အဲ့တော့နီးပြတာကျွန်တော်မနေ့ကဒါ Spa တင် Super League ဒါကျွန်တော်တို့မျိုးပတ်လက်လေပြီးအောင်မွေးခံတဲ့အချိန်မှာသူကတော့အသင်းမှာဆ က်နေမှုအတွက်ဒါကျွန်တော်အရေးအမှတ်တင်စတင်ပြီးပြောခဲ့တယ်ဗောနော်ဒါကျွန်တော်ထုတ်ဝေနိုင် သူပြောခဲ့တဲ့စကားတခုကဒါကျွန်တော်ရုပ်ရှင်တွေတယ်လီဗီရှင်းစီးရီးတွေမှာဒါကျွန်တော်တို့တတိယမြောက်ဒါကျွန်တော်တို့စီဇန်ကဒါဒုတိယမြောက်စီဇန်ထက်အများအပြားကောင်းနေဆိုတဲ့ပုံစံမျိုးသူပြောခဲ့တယ်အဲ့တော့လက်ရှိမှာသူပြောတဲ့သဘောကတတိယလားကျွန်တော်သူ့ရဲ့တတိယစီဇန်ကဒုတိယစီဇန်နဲ့သူပိုကောင်းမယ်ဆိုတဲ့အရေးမဟုတ်ဘူးသူပြောခဲ့ရကြောင်းလို့ Edge Poster Goglu နေနဲ့အခုလက်ရှိမှာ Rotten Hotspot တင်မှာဆက်လက်ပြီးတော့ဒါရှိဖို့အတွက်ရာဂိုင်းလုံးတွေတော်တော်လေးကိုများသွားပြီလို့ဆိုလို့ရပြီဒါပေမဲ့နီးပြပဲ Spa တင်မှာဆက်ရှိနေလို့မရဘူးလို့ကျွန်တော်နည်းမြင့်တယ်ဒါအသင်းနေနဲ့အလုံးစုံပြောင်းလဲမှရမယ်အနေထားတွေတချို့စားတွေအများကြီးအများကြီးရှိရဲ ကျွန်တော်တို့နေတိမတ်အတိမတ်ပြရမယ်တဲ့မှာပါတော့ဒီပြအနေနဲ့အခုလက်ရှိမှာဒီ squad နဲ့ဒီ flag ကိုယူပေးနိုင်တယ်ဆိုရင်ဒီထက်ပိုကောင်းတဲ့ squad နဲ့တော့သူဘလောက်ထိလုပ်ပြနိုင်မလဲဆိုတာကိုတော်တော်လေးကိုစိတ်ဝင်စားစောင့်ကြည့်ရမယ်လို့ကျွန်တော်အနေနဲ့မြင်တယ်။ Spartan နဲ့အခုလက်ရှိကျွန်တော်ရယူတော်များတည်ကျင်တဲ့ချက်ကိုကျွန်တော်လည်းပြောချင်တယ်။ Europa League Super flag ကရတဲ့ဝင်ငွေရဲ့ဒါ Champion League ရဲ့ရတဲ့ဝင်ငွေဘလောက်ထိရမလဲဆိုကျွန်တော်အနေနဲ့အကုန်လုံးတွက်ပုံရဆိုတော့ပေါင်တန်း100ကျော်ကျော်နည်းနည်းလောက်ရဖို့ရှိတယ်။ Europa League Super flag ရတဲ့အချိန်တော့အဲ့လောက်အများကြီးရဖို့နေထားတာမရှိမဲ Champion League ဝင်ငွေက Spartan အတွက်ပေါင်တန်းကိုရတဲ့အချိန်အတင်းတက်ကို flow တွားဖို့အတွက်ရှိတယ်။ဒါပေမဲ့ကျွန်တော် Spartan က Europa League Champion ဖြစ်လို့ကြောင့် Spartan Pride တွေကိုယ်တိုင်ကလက်ရှိမှာကွင်းဝင်ကြီးတွေဒါကြောင့် Champion League ဥစ္စာတွေအကုန်လုံးကဒါတော်တော်လေးကိုတက်လာဖြစ်တယ်။ဂျားထဲမှာကန်သွားမဲ့ဒါကျွန်တော်တို့ ပြောရမယ်ဆိုရင်ဥပမာဗျာ example ပြောရမယ်ဆိုတော့တို့အနေနဲ့ spa တင်တဲ့ဂျားထဲမှာဒါကျွန်တော်ကန်သွားမယ်ဒါကျွန်တော်ချစ်ကြည်ချီဆန်းပွဲတွေမှာလုံးဝလက်မှတ်တွေကတော်တော်လေးကိုရောင်းနေရတဲ့အနေအထားမှာရှိတယ်ဒါခါတိုင်းတက်မှာဒါသူဂျီရိုပဲပြည်တွင်းလီဘလာချီဆန်းမကြောက်မှုဒါဥပမာ example ပြောအောင်ဟောင်ကောင်လက်မှတ်ကျွန်တော်ဒါစဝယ်တော့ငါဘယ်လောက်မှမကျွန်တော်အဖေရဲ့ကျွန်တော်ဒါကောင်မလေးရဲ့ကျွန်တော်မသားရဲ့ကျွန်တော်လေးယောက်သွားကြည့်ဖို့အတွက်တယောက်ကိုဒါကျွန်တော်ပေးရဒေါ်လာပလား55ဒေါ်လာ50ဒေါ်လာအဲ့လောက်ရှိအားလုံးပေါင်းဒေါ်လာ100ပဲရှိတယ်မြန်မာငွေတက်မှာဒါအဲ့တော့ကျွန်တော်တို့ဒါအားလုံး လေးယောက်စာအောင်၁၀သိန်းတော့မပြည့်ဘူးအခုချိန်မှာဒါကျွန်တော်တောင်ဟော့စပါသင်းနဲ့အာစနယ်နဲ့ပွဲစဉ်မှာစပါအသင်းဘက်ကလက်မှတ်ကအခုလက်ရှိမှာအနည်းဆုံးပေါင်၈ဒေါ်လာ80ဖြစ်သွားပြောချင်တာဗျပြောမယ်ဆိုလက်ရှိလာမယ့်နေရာဒီမှာဖြစ်လာမယ့်ကိစ္စတွေစပါအသင်းတို့အကုန်လုံးအပေါင်းလက္ခဏာဆောင်တယ်ဒီအပေါင်းလက္ခဏာဆောင်နေတဲ့ pre season တွေကိုအကုန်လုံးကိုဒါ Daniel Levine နဲ့ကောင်းကောင်းကြီးအကျိုးရှိအောင်တုံးချဖို့အတွက်အများကြီးအများကြီးလိုအပ်တယ်လို့မြင်တယ်အဲ့တော့တောတောင်ဟော့စပါသင်းနဲ့လာမယ့်နေရာဒီမှာအပြောင်းရွှေ့အတွက်ဘယ်သူတွေကိုဘယ်လိုခေါ်မလဲဆိုတဲ့တဲ့င်းကလုံးဝတော့မကြသေးဘူးအခုလက်ရှိမှာဘယ်အသင်းကစားသမားလဲဘယ်လိုထွက်မလဲဆိုတဲ့တဲ့င်းတွေကလည်းဘာမှမကြသေးဘူးအရေးကြီးဆုံးအချက်ကအခုလက်ရှိ ှမှာစပါတင်ကနေပြီးတော့ဒါစာချုပ်တက်တန်းကြီးကတော်တော်လေးကိုနှဲပါနေတဲ့ကစားသမားရဲ့စာချုပ်တက်တန်းချုပ်ဖို့အတွက်လည်းအများကြီးကြိုးစားမှာဖြစ်တယ်ဆိုဟောင်မင်းကကျွန်တော်ဒီလောက်ကစာချုပ်တက်တန်းတိုးဖို့အတွက်ရာခိုင်နှုန်းနှဲသွားပြီးသူ့ရဲ့ဒါကျွန်တော်နောက်ဆုံးနှစ်ကိုစပါတင်နေတာကျွန်တော်တို့ဖြတ်တန်းပြီးသူ့အနေနဲ့ကစားသမားဘဝကိုအနားယူသွားဖို့တော့မှပြင်ဆင်လာခဲ့တယ်ဆိုတဲ့တတိယနေ့တတိယနေ့တောက်လျှောက်ထွက်လာခဲ့တယ်အဲဆိုဟောင်မင်းရဲ့ဒါကျွန်တော်နောက်ဆုံးပေးအိတ်နဲ့လွယ်ကတော်တော်လေးကိုလှပသွားခဲ့ပြီလို့ပြောလိုက်ရတယ်လာမယ့်နှစ်ကနောက်ဆုံးနှစ်ဖြစ်တော့ကျွန်တော်နောက်ဆုံးနှစ်မှာတော့ဘာဒီထပ်ပြီးလုပ်ပြသွားနိုင်မလဲဆိုတာကိုတော့ဆက်လက်ပြီးကျွန်တော်ပိတ်ကားပြီးမှစောင့်ကြည့်ရမယ်သဘောရှိတယ်ဒါပေမဲ့ Total Hotspot တင်တဲ့အခုလက်ရှိမှာ အများကြီးလုပ်ဖို့ရှိတယ်။ဒီလက်ဖွဲ့နေမှာဆွန်ဟောင်းမင်းကိုအစားထုတ်ဖို့ကစားသမားတစ်ယောက်ကောင်းကောင်းရှာရမယ်။ဒါမက်ဒီဆင်ရေရှည်နာနေတဲ့ကစားသမား AM ရရှာရမယ်။စနဘက်ကစားသမားတစ်ယောက်ရှာရမယ်။အဲ့တော့စပါးသိတဲ့ခုလက်ရှိလာမယ့်နေရာဒီမှာကျွန်တော်အမြင်အရပြောရမယ်ဆိုရင်ကိုသမားနေရာလွင်ကျန်တဲ့နေရာတွေတော်တော်လေးကိုဖြည့်တင်းရမယ်။ဥပမာလက်ရှိမှာစပါးသိတဲ့ဘီဇူမောအသင်းမှာဆက်ထားမယ်ဆိုရင် defensive midfielder နေရာမှာလူကောင်းကောင်းဝယ်ရမယ်သဘောမှရှိတယ်။ဒါ center midfield နေရာမှာလူဝယ်ရမယ်။အကွေးလက်၃နေရာလုံးလူဝယ်ရမယ်သဘောတရားရှိတယ်။တိုက်စစ်မှာဒါတောင်မန်နေရာမှာလည်းဒါကြောင့် Brandon Johnson ရှိတာမှတ်ပေမဲ့ left wing မှာနေရာဝယ်အောင်မယ်။ striker မှာဒါ ဆိုလန်ကြီးအရန်ပုံစံမျိုးပုံစံမျိုးတော့ဝယ်ရအောင်မယ်လို့မြင်တယ်။အဲမြေတို့ပင်စိုးစေးကောင်မစပါတင်နဲ့ဒါကျွန်တော်ယူရိုပါလိရသွားခဲ့ပေမဲ့လုပ်ဒီအများကြီးလုပ်ရမယ်ဆိုတော့ကျွန်တော်နေနဲ့သတိထားရမယ်ဒီမှာပါတယ်။လာမယ့်နေ့ကဒီမှာစပါတင်နဲ့တော်တော်လေးကိုအလုံရှုံမဲ့အသေးလေးဒီမှာပါတယ်လို့မြင်တယ်။ဒါပေမဲ့အခုလက်ရှိမှာစပါတင်နဲ့လာမယ့်နေ့ရာဒီအတွက်စူပါစတာဆိုင်ငင်စတိတ်မန့်ဆိုင်ငင်အတွက်ပြုတ်လုသွားမယ့်ကစားသမားကိုသတင်းထွက်နေတာကတော့ဒါကျွန်တော် easy ပဲ။ easy ကိုတိုင်းကတော်တန်ဟော့စပါတင်ကိုပြောင်းရွှေ့ကျင်နေတဲ့ရှာရှာပပကစားသမားရဲ့တယောက်ဖြစ်တဲ့ကြောင့်မစပါတင်နေနဲ့ easy ကိုလာမယ့်နေ့ရာဒီမှာသူတို့အနေနဲ့ဒါအဓိကကစားသမား တယောက်အနေနဲ့ခေါ်ယူသွားဖို့အတွက်ပြင်ဆင်သွားမယ်။အဓိကဒီနေ့မှာခက်ခဲမဲ့တစ်ခုက Crystal Palace ကိုတိုင်ကလည်းဒါတော်တန် Hotspur အသင်းလိုပဲစုဖလားရထားတဲ့အသင်းတစ်သင်းဖြစ်တဲ့အတွက်ကြောင့်မို့ Easy ကိုတစ်ဖက်အသင်းကဈေးကင်မှုအတွက်တော်တော်လေးကိုများမယ်နေမှာရှိတယ်။တော်တန် Hotspur အသင်းနဲ့ဒါ Easy အတွက်ပေါင်ပန်း60လောက်ထိတောင်သုံးသွားဖို့ပြင်ဆင်နေပြီ။ Easy ကပြောရမယ်ဆိုလက် wing လဲဆိုလိုက်ရတယ်။ Right wing လဲဆိုလိုက်ရတယ် Attacking midfield လဲဆိုလိုက်ရတယ်။အဲ့တော့တော်တန် Hotspur အသင်းနဲ့အခုလက်ရှိမှာဒါ Easy အပြင်ကိုဒါကျွန်တော် Lion ရဲ့ queen လဲကစားသမားဖြစ်တဲ့ Sharky ကိုလည်းခေါ်ယူသွားဖို့အတွက်စိတ်ဝင်စားနေတယ်။ Sharky ကိုတိုင်ကဒါတော်တန် Hotspur အသင်းကိုပြောင်းရွှေ့ လာဖို့အတွက်စိတ်ဝင်စားနေပြီသူကိုယ်တိုင်က NG poster glue ရဲ့လက်အောက်မှာဆော့ဖို့အတွက်စိတ်ဝင်စားရဲဆိုတဲ့ကောလာဟာလာဆဆန်သတင်းတွေထွက်နေခဲ့တယ်အမှန်တမ်းပြောမှာကျွန်တော်အနေနဲ့ easy နဲ့ shaky ဆိုတော့ကျွန်တော်က easy ကိုအများကြီးပို့သဘောကျတယ်ကိုယ်တိုင်ကဒါကျွန်တော် of course ဒါ Crystal Palace ဘွယ်ကခုနောက်ပိုင်းပို့ကြည့်ဖြစ်တဲ့ Oliver Glasner အောက်မှာဒါ Olisi မဖြစ်ဘဲနဲ့လေ easy တယောက်ဒါအကောင်းဆုံးဒါလုတ်ပြနေရဲဆိုတော့တွေ့ရမယ်ဒီမှာပါတယ်အဲ့တော့ ကျွန်တော်အနေနဲ့မြင်ရတယ်ဆိုရင်ပေါ့နော်ဒါကျွန်တော်တို့ Crystal Palace ကတော့ easy ကိုရောင်းဖို့အတွက်တော်တော်လေးကိုခက်ခက်ခဲခဲလုပ်မယ်အနေထားမှာရှင်။ဘာကြောင့်လဲ Oliver Glasner ကိုတိုင်ကလာမယ့်နေရာဒီမှာအသင်းမှာဆက်နေမယ်ဆိုရင်သူ့ရဲ့လက်ရှိကစားသမားတွေကိုအသင်းကမရောင်းဖို့အတွက်အဓိကဒါ promise တောင်းထားတယ်။ဒါပေမဲ့လက်ရှိမှာ Crystal Palace ရဲ့အဓိကကစားသမားဖြစ်တဲ့ဒါ John Philip Mateta ကိုလည်း Manchester United အသင်းကစိတ်ဝင်စားနေတယ်။ EG ကို Tottenham Hotspur အသင်းကစိတ်ဝင်စားနေတယ်။ Kansas က Mark Guy ကိုလည်း Chelsea ကစိတ်ဝင်စားတော့အဓိကကစားသမားမှန်သမျှအကုန်လုံးနီးနီးကိုဒါ Tottenham Hotspur အသင်းကဒါ United ကိုဒါ Chelsea ကိုအကုန်လုံးကပတ်ပြီးစိတ်ဝင်စားနေတယ်အဲ့တော့ ပြောတင်တာ easy ကိုတော့ဒါကျွန်တော်တော်တန်ဟော့စပါတင်းကိုသူတို့ရောင်းမယ်မြောင်းမှာမသေးကြသေးဒါပေမဲ့ Crystal Palace အနေနဲ့ easy ကိုအကောင်းဆုံးထိန်းချုပ်သွားဖို့တဲ့သူတို့အနေနဲ့စူးစမ်းသွားမယ်ဒါ Oliver Glasner အနေနဲ့သူ့ရဲ့ဒါကျွန်တော်တို့အမ် Europa League campaign အတွက် easy ကအရင်အရေးပါဆုံးတော့ကစားသမားတစ်ယောက်ဖြစ်မဲ့သူနဲ့ဒါသတ်မှတ်ထားတယ်မှာပါတော့ Sporting နဲ့ easy ကိုလာမယ့်နေရာဒီမှာခေါ်ယူသွားမယ်ဆိုရင်တော့တော်တော်လေးကိုခက်ခက်ခဲခဲအနေနဲ့ပြုလုပ်သွားဖို့ရှိရဲဒါပေမဲ့လက်ရှိမှာ Sporting ကဒီကိစ္စအနေနဲ့ပတ်သက်ပြီးဒါ sheet 2ရတဲ့ sign Kola Halaria Ange Postecoglou ရဲ့ဒါကျွန်တော်အနာဂတ်ကိုအရင်ဆုံးဆုံးဖြတ်အောင်မယ်ဒါပေမဲ့ Kola Halaria S Sports ကဂလူကတော်တန်ဟော့စပါအသင်းရဲ့နီးပြအနေနဲ့တတိယစီစဉ်မှာဆက်လက်ပြီးရှိဖို့အတွက်ရာဂိုင်နှုန်းရတော်တော်လေးကိုများလာပြီးလို့ပြောလို့ရတယ်မှာပါတယ်။ Thomas Brand နဲ့လက်ရှိ20ကျွန်တော် Thomas Brand ကို personal ရတော်တော်လေးကိုကြည့်ရတယ်။ဒါပေမဲ့အခုလက်ရှိအခြေအနေတွေကအခုဒါမနေ့ကပုံစံတွေရဆိုတော့ S Sports ကဂလူကိုဒီကစားသမားရဲ့လက်ထဲကနေဆွဲထုတ်သွားလို့မရဘူး။ Spidey ကစားသမားရဲ့အနေနဲ့ဒီနီးပြကိုတအားသဘောကျနေတဲ့ပုံစံအကုန်လုံးတွေ့ပြီးသားပြီ။အဲ့တော့လက်ရှိမှာဒီအနေအထားကို Spidey နဲ့လုံးဝ change ဖြစ်လို့မရဘူးလို့ကျွန်တော်ရဲ့ပုံကိုရေးရမှာမြင်တယ်။အဲ့တော့ဒီပြကိုတော့ဒီတိုင်းဆက်ထားပြီးအသင်းကိုတော့လာမယ့်လူရဒီမှာကောင်းကောင်းလေး addition င်းနဲ့ထည့်ရမယ်။ရောင်းတဲ့လူတွေကိုတချို့လည်းလာမဲ့လူရသည်မှာရောင်းချတဲ့နယ်လို့ကျွန်တော်နေမင်းဥပမာ Richelli စင်လို့ကစားသမားမျိုး Richelli စင်နဲ့လက်ရှိမှာတော့ Down Hospital တဲ့ Europa League Game မှာအရေးပါတဲ့ကစားသမားတချို့နေရာကပါဝင်ခဲ့ပေမဲ့အသင်းအင်းနဲ့လက်ရှိမှာလူဘိုတွေကိုလာမဲ့လူရသည်မှာထုတ်သွားဖို့လိုတယ်။ဒါပြင်လူငယ်ကစားသမားတွေကိုလည်းကောင်းကောင်းသူတို့အနေနဲ့ဒါ ခြေစွမ်းကိုအသုံးပြုဖို့အတွက်အငှားထွက်ကစားဖို့လိုတယ်။ဥမာဒါကျွန်တော်အိမ်ဆန်ပြောတဲ့မိုက်ကီမော်တို့လူကစားသမားမျိုးဒါအငှားထွက်ကစားဖို့လိုလိမ့်မယ်။အာဂျာကြီးလူကစားသမားမျိုးကိုအငှားထွက်ကစားဖို့လိုလိမ့်မယ်လို့ကျွန်တော်အနေနဲ့မြင်နေ။ရော်တန်ဟော့စပါတင်လာမယ့်တွေကဒီမှာဒါကျွန်တော်တို့အခုချိန်မှာပျော်ထားတာမှန်မယ်။လာမယ့်ကြောင့်ရက်ပိုင်းအတွက်မှာအလုပ်တွေအများကြီးလုပ်ပြီးတော့ကြိုးစားဖို့လိုတယ်လို့ကျွန်တော်အနေနဲ့မြင်နေ။အဲ့တော့ပျော်သင့်တဲ့ချိန်ပျော်တာကျွန်တော်လက်ရှိမှာဒါကျွန်တော်ပို့ပြီးတော့အလုပ်တွေအများကြီးလုပ်ဖို့အတွက်ဒါရော်တန်ဟော့စပါတင်အတွက်အချိန်တွေရောက်လာအောင်မယ်လို့ကျွန်တော်အနေနဲ့ personally မြင်ပြီးရတဲ့မှာပါပါတယ်။အဲ့တော့မြို့တော်ပင်စိုးစီကောင်မှုတော်တန်ဟော့စပါတင်အတွက်လာမယ့်ရက်သက်တစ်ပတ်ကတော်တော်လေးကိုအရေးကြီးမယ်ရက်သက်တစ်ပတ်လို့မြင်နေ။ ဒါလောက်ပါပဲဘောလုံးပွဲတွေကိုကြည့်ရှုခြင်းလဲဆိုရင်တော့ Youth Sport Media 3.0နဲ့ TV4 တို့မှာကြည့်ရင်သူပေါအောင်ကုညီလို့ရပါတယ်မြန်မာပြည်လည်း clip မမိကြပါနဲ့ဗျအောက်က comment နေထဲမှာလည်း Youth Sport Media 3.0နဲ့ TV4 ရဲ့လေးလေးတွေကိုထည့်ပေးထားခြင်းပဲကျွန်တော်ဆက်ကုညီပေးလို့ရပါတယ်ကျွန်တော် YouTube channel လေးကိုလည်း like and subscribe လို့ကျွန်တော်အားပေးလို့ရပါတယ်များများလေးလည်း clip မမိကြပါနဲ့ဗျအများများ clip မှာမြန်မာနိုင်ငံဖြစ်ပါတယ်အားလုံးမကျူးတူမှာရကောင်းမွန်တော့ဒီလေးဒီနေ့ဖြစ်ပါစို့ဆုမွန်ကောင်းတောင်းပီးနေပဲ ကျွန်တော်တို့နောက်မှပဲအေးစစ်စစ်တွေ့ကြတာပေါ့အားလုံးပဲကြွတူပါတယ်မြန်မာလက်ကလစ်ပြီးကြပါဗျမြန်မာကလစ်မှာမြန်မြန်နေတာဖြစ်ပါတယ်ဒေးပါဗျ